အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ November 20ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြရအောင်ပါမနေ့ November 19ရက်နေ့မှာနိုင်ဂျီးရီးယားရဲ့ဖျားเจ้าမှာမွတ်စလင်အချမ်းဖက်တွေကသူတို့ရဲ့ဝက်ပြုတ်ဂူဂွေနေစင်မှာပေါ့နော်သွားပြီးမှတနတ်နဲ့တပ်ချပလိုက်တာပြီးတော့အချမ်းနဲ့လူတော်များများကိုပြန်ပေးဆွေးခံခဲ့ရတယ်ဒီကိစ္စကိုဒေါ်နယ်ထရမ့်ကအရင်ဆုံးကပြောထားတဲ့ကိစ္စ ချိန်ပေါင်းများစွာပြောထားခဲ့တယ်။အဲ့ဒါကိုနိုင်ဂျီးရီးယားအစိုးရကတိတိတသားချင်းငင်းပေးပလိုက်တယ်ပေါ့နော်မဟုတ်ပါဘူးဆီမအခုဗီဒီယိုအစ်တွေထွက်လာတယ်။ကမ္ဘာမီဒီယာတွေကလည်းပေါ်ပြလာတယ်။မနေ့တနေ့လေးကနိုင်ဂျီးရီးယားရဲ့ဖျားချောင်းမှာဝပြုတ်ကိုကိုွင့်နေစဉ်ကြီးမှာမွတ်စလင်အချမ်းဖက်တွေကသွားပြီးမှတိုက်ခိုက်ကြတယ်။ကျွန်တော်ဗီဒီယိုပြမယ်။ကျွန်တော်တက်တင်နေပဲစကားပြောမယ်။တက်တင်နေပဲပြမယ်။ဒါမှမဟုတ်ဘူးဆိုကျွန်တော်တို့ ကြည့်ရှုသူတွေနဲ့မှာမိတ်ဆွေမွတ်စလင်တွေနဲ့ပါနေတယ်ပေါ့ဗျာမိတ်ဆွေမွတ်စလင်တွေနဲ့ပါနေတဲ့အခါကျတော့အမေကရှော့ရှော့ပြောနေတဲ့စသည်ပြောနေကြတာကျွန်တော်ကရှော့ရှော့ပြောတာမဟုတ်ပင်နဲ့အမှန်တရားပဲတက်တဲ့အထောက်ထားနဲ့ပဲပြောတာပုံများပါတယ်ပေါ့နော်ဆိုတော့မွတ်စလင်ချင်းချင်းမတူကြဘူးဒါကိုတော့အားလုံးလက်ခံပေးကြပါပေါ့နော်တချို့မွတ်စလင်တွေကအကောင်းပါတယ်တချို့မွတ်စလင်တွေကအဲ့လိုမျိုးတော့ဒီခရစ်ယာန်တွေကိုတတ်ဖြတ်တာမျိုးမှအားသာတာရှိတယ်အဲ့ဒီနောက်အပိုင်းမှာဒီမနေ့တနေ့ကလည်း ်ကပနာမေချိုဆူရိုနီကီမနာရှကလည်းခရီးယန်လွင်တပ်ဖြတ်တဲ့အချောင်းတွေကိုသူကထပ်ပြောပါတယ်။ကဲကျွန်တော်ဆွနိုကျွန်တော်တို့ဘာမှမဆွေးနွေးခင်လေးမှာဒိုနယ်ရှမ်ကအရင်တုန်းကဘာပြောခဲ့လဲနီကီမနာရှကဘာပြောခဲ့လဲမနေ့ကနိုင်ဂျီးရီးယားကဘာဖြစ်လဲ step by step နဲ့ကျွန်တော်တစ်စပစ်စပစ်ရှင်းပြရအောင်ဆိုတော့နိုင်ထရမ့်ကတော့ဘယ်လိုပြောခဲ့လဲဆိုတော့နိုင်ဂျီးရီးယားအစိုးရက ခရီးယန်တွေကို တပ်ဖြတ်တယ်ဆိုပြီးမှပြောထားပါတယ်။နိုင်ဂျီးရီးယားဆိုရဒီကိစ္စအကြီးကိုကောင်းကောင်းလေးကြိုင်တွေ့ဖြစ်ရှိမှုမလုပ်ဘူးဆိုရင်အမေရိကအနေနဲ့စီးရေးအရလူအလို့ရှင်တော့ဝင်ဖြစ်ရှိမယ်။ဒါတော့မကဘူး။နိုင်ဂျီးရီးယားရဲ့အစုရဒီနိုင်ဂျီးရီးယားရဲ့နိုင်ငံတော်မှာအကူအညီထောက်ပံ့မှတ်သမျှတွေကိုအကုန်လုံးဖြတ်ပလိုက်မယ်ဆိုမှအမေရိကကပြောထားပါတယ်။ဒါပေမဲ့ နိုင်ဂျီးရီးယားအစိုးရကဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်ကိုဆွဆွချက်ကိုငင်းဆူခဲ့တယ်။ဒါဟာလုံးဝမဖြစ်တဲ့ကိစ္စပါ။စူပါမပြရှင်ပြခဲ့တယ်ပေါ့။လူနိုင်ငံတွေမှာမတူညီတဲ့ဘာသာဝင်အားလုံးကအကြမ်းဖက် မှုတန်ကိုခံစားနေရတယ်။စူပါမပြရှင်ပြခဲ့တယ်။နှခမရောခရီးယန်တွေတသက်ပဲဒါမျိုးကခံစားရဘူး။မွတ်စလင်တွေပဲခံစားရတယ်ဆိုမှပြောတယ်။ဟုတ်တော့ဟုတ်ပါတယ်။တချို့နိုင်ဂျီးရီးယားမှာမွတ်စလင်တချို့တွေကလည်းမွတ်စလင် လက်တွင်ထဲကလည်းခန်းစားရတာမျိုးရှိတယ်။နော်ဒီမွတ်စလင်အစွန်းရောက်ဖက်တွင်ကလည်းခန်းစားရတာမျိုးရှိတယ်။ဒါပေမဲ့များသောအဖြစ်တို့ခရစ်ယာန်တွေကခန်းစားတာပုံများတယ်။ဆိုတော့ထရမ်ကအဲ့လိုပြောပြတဲ့နောက်ပိုင်းမှာကဘာကျော်အဆူရိုနီကီမနာရှ်ကဒိုနယ်ထရမ်ကိုချီးကျူးတယ်ပေါ့ဗျာ။တမန်ထရမ်ကြီးရဲ့ကျေးဇူးတင်တယ်ပေါ့နော်။အခုလိုမျိုးနိုင်ဂျီးရီးယားမှာရှိနေတဲ့ခရစ်ယာန်များကိုကာကွယ်ရန်ဒိုနယ်ထရမ်အနေနဲ့ခြင်ဟန်းတွေစတင်တာတော့အထူး ဒီဦးစားပေးဖို့လောက်လာတာအရင်ကျေးဇူးတင်လဲဆိုပြောလာတယ်။ Nicki Minaj ကတော့သူ့ရဲ့ Facebook Instagram စက ပြောလာတယ်ပေါ့နော်။အဲ့ဒီပြောပြီးတော့ဘိုင်းမှာ Nicki Minaj ကို UN ရုံးက UN ကခေါ်တယ်သူ့ကို speech ပေးဖို့ရတယ်ခေါ်တယ်။သူ Nicki Minaj က UN မှာပြောခဲ့တယ်ကျွန်တော်ပြောကျွန်တော်ပြောပြမယ်။ကျွန်တော်မပြောပြခင်လဲမှာ Nigeria ရဲ့တိုက်ခိုက်မှုမနေ့ကတိုက်ခိုက်မှုကြီးကြီးပါဘလောက်ထိရင်သားဆရာကောင်းလဲဆိုတော့ဘောရာတို့ရေး ကျွန်တော်ကခရီးယန်တယောက်ဆိုတော့လေခရီးယန်တွေရဲ့နိပန်နေစိတ်မှုခန္ဓာအမေရစပီကောက်လို့ပေးရမှာပဲဒါကတော့နားလေပေးကြပါဘောရောဥပမာဒီဘောရဘာသာတွေကနိပန်နေစိတ်မှုခံရမယ်ဆိုတော့ဘောရဘာသာအနေနဲ့ဒါကိုစပီကောက်လို့ရမှာပဲမွတ်စလင်အနေနဲ့နိပန်နေစိတ်မှုခံမယ်ဆိုတော့ဒါကိုစပီကောက်လို့ရမှာပဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလေခရီးယန်တယောက်အနေနဲ့ခရီးယန်တွေနိပန်နေစိတ်ခံရတာစပီကောက်လို့ရမှာပဲ ဒီမှာကြည့်ရှုသူတွေမိတ်ဆွေတွေနေမှာခရီးရန်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုလေး share လုပ်ပေးကြပါ speak out လုပ်ပေးကြပါဗောနော်ဒါဆိုတော့ကြည့်ကြည့်အောင်ဘာဖြစ်လို့လဲဆိုတော့ဒီ Nigeria ဆိုတာကနေပေါင်းများဆိုတာခရီးရန်တွေကိုတပ်ဖြတ်နင်းပန်းနဲ့ဆက်ခံခဲ့ရတဲ့နိုင်ငံဖြစ်နေတယ်ဒါပေမဲ့ကဘာကြီးကမတည်ဘူးဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ mainstream media တွေကမပြောဘူးရေးလည်းမရေးဘူးလုံးဝမဖော်ပြဘူးကဘာကြီးကမျက်စိပိတ်နှပ်ပိတ်နေတယ် နိုင်ဂျီးရီးယားအကြောင်းမှာဘာမှမတည်ဘူးဖြစ်နေတယ်။နောက်ပိုင်းမှာပဲဒီအာပါစတာဟာရီဂိုရိုင်ကဆိုရှယ်မီဒီယာမှာအော်လာကြတယ်။ပြီးတော့ပေါ့ဒ်ကတ်စ်တမားတွေကပြောလာကြတယ်။နောက်ဆုံးကျတော့ဒိုနယ်ထရမ့်ရဲ့ attention တွားရသွားတယ်။ဒိုနယ်ထရမ့်ရဲ့ပြောစုပြီးတော့ပိုင်းမှာလုံးဝကဘာမှာနိုင်ဂျီးရီးယားရဲ့အာယုဆိုင်လာတဲ့အနေအထားတွေဖြစ်လာတယ်။လူတော်တော်များများကလည်းအော်နိုင်ဂျီးရီးယားမှာအဲ့လိုဖြစ်ခဲ့တာဆိုမှသဘောပေါက်လာတယ်။တိကျတယ်ပေါ့။စဉ်းစားကြည့်ဒီဗီဒီယိုကို November စကူရနေကနဲ့ခရိယန်တွေဘုရားကျောင်းမှာကူးကွေဝတ်ပြုနေစဉ်ကြီးမှာဘာဖြစ်လဲကြည့်ပါဦးအဲအဲကလေးရင်းကလည်းငူနေတယ်အိုနေတယ်ဆိုအချာကြည့်ပြလို့တော့မရဘူးဆိုတော့နောက်ပိုင်းမှာတနတ်နဲ့တနတ်ကလည်းဖွဲ့ယူလေဘုရားကျောင်းမှာဝင်လာပြီးမှအဲ့ဒီဘုရားကျောင်းမှာဝင်လာပြီးမှဒီလူတွေကိုတတ်ဖြတ်ပလိုက်တာ အနည်းဆုံးလူမျိုးတပ်ဖြတ်ပလိုက်တဲ့တနက်တမားကြီးကပြီးတော့အဲ့ဒီဖျားချောင်းမှာဝပြုတ်ဂူးကွေနေတဲ့လူတွေကိုတော်တော်များများကိုပြန်ပေးဆွေးခံခဲ့ရတယ်တဲ့စဉ်းစားကြည့်အလားကြီးကိုနိုဝင်ဘာစကူရနေမှာဖြစ်တာနော်ထရမ့်ကနိုင်ဂျီးရီးယားဆူရကိုပစ်တင်ရှုတ်ချတာနော်နိုင်ဂျီးရီးယားဆူရကအတကုံရင်းတာတော့ဗာဒါမဟုတ်ပါဘူးမဖြစ်ပါဘူးဆိုတော့အခုဆိုသူတို့ကပူပြီးမှအဆက်ကွေးလာတယ်နိုင်ဂျီးရီးယားကလည်းနိုင်ဂျီးရီးယားဆူရကဆိုတော့ဒီဗီဒီယိုကအခု online မှာပြတ်လာပြီဆိုတော့ဘာရီဆက်ဖြစ်မှာလဲ US US အနေနဲ့ရောဘာရီဆက်လို့တောင်းမှာလဲဆိုတော့အကတော်တော်လေးစိတ်ဝင်စားစရာကောင်းအဲ့ဒီပြပြင်းတော့ဘိုင်းမှာဆူရဒီဟိုရွာကလူတွေခုံလုံးထွက်လာတယ်ပေါ့နော်အဲ့ဒီမွတ်စလင်ချမ်ဖက်တွေကဖျားကြောင်းလေးမှာဟိုပြုတ်ခုတ်ကွယ်နေတဲ့လူအယောက်35ယောက်ပါစတာပါဝင်ပြပေးဆွေးပလိုက်တာကျွန်တော်နီကီမနာရှ်က ဂျူအန်မှာဘာပြောခဲ့လဲကျွန်တော်ကြည့်ချင်အောင်ကမ္ဘာအဆူရောကြီးပေါ့နော် The deadly plague has left thousands of Christians in Nigeria. သူရင်ဆုံးပြုတ်ပြီးမှဘယ်တော့မှပဲကျွန်တော်ဘာသာပြန်ပေးကြည့်မယ်ပေါ့နော် I would like to thank President Trump but prioritizing this issue and for his leadership on the global stage and calling for urgent action to defend Christians in Nigeria, to combat extremism, and to bring a stop to violence against those who simply want to exercise their natural right to freedom of religion or belief. I stand here as a proud New Yorker with a deep sense. Religious freedom means we all can sing our faith regardless of who we are. Yes. Where we live. That's true. Yeah. But today, faith is under attack in way too many places. In Nigeria, Christians are being targeted, driven from their homes, and killed. Churches have been burned. Families have been torn apart. Yeah. The entire communities live in fear constantly simply because of how they pray. Yes. Sadly, this problem is not only a growing problem in Nigeria, but also in so many other countries across the world, and it demands urgent action. And I want to be clear protecting Christians in Nigeria is not about taking sides. Yes, not taking sides. People. Yep. It is about uniting humanity. Mm. Nigeria is a beautiful nation with deep faith <laughs> traditions and lots of beautiful bars that yeah. I can't wait to see. <laughs> when one's church, mosque, or place of worship is destroyed, everyone's heart should break just a little bit. And the foundation of the United Nations. All right, stop. သူက United Nation ကဒီဘာသာရီယာကိုကကွေပေးဖို့ရအခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူကထည့်ပြောထားပါတယ်ဆိုတော့သူခုနပြောတဲ့အထဲမှာကျွန်တော်တို့ခြုံငုံပြီးမှကြည့်ရမယ်ဆိုတော့ Nicki Minaj ကို America အတန်အမတ် Mike Walls ကပဲအဲ့ဒီ UN မှာစကားပြောဖို့ရအတွက်ဒါကျူရီခွေရတဲ့အခြေအနေတွေကိုကပအာယုဆိုင်အောင်ပြောဖို့ရတော့သူကဖိတ်ခေါ်ထားပါလားသူကိုယ်တိုင်ကလည်းကပ ကပအယုဆိုင်ဖို့ရအတွက်သူကသူ့ရဲ့ social media မှာ Facebook Instagram TikTok ကအစဒီနိုင်ဂျီးရီးယားနိုင်ငံမှာခရီးရန်တွေနင်းပါနေစတဲ့ဖြတ်ခံရတဲ့အကြောင်းသူကပြောထားပါတယ်အဲ့ဒီပြောပြတဲ့ဘိုင်းမှာပဲခုလိုမျိုး UN ပါစကားပြောဖို့မင်ခွန်းပြောဖို့ရအတွက်သူ့ကိုဖိတ်ခေါ်ထားတာပါပေါ့နော်ခုနသူ့ရဲ့မင်ခွန်းထဲမှာဘာလို့ပြောခဲ့လဲဆိုတော့နိုင်ဂျီးရီးယားရဲ့ခရီးရန်တွေကိုပြစ်မှတ်ထားနေတယ်သူတို့ရဲ့ဖျား ဖျားရှိခူးချောင်းတွေကိုမိရှုခံရပြီးမှမိသားစုတွေကလည်းဖယူဖယေဖြစ်ကုန်နေကြတယ်။ဘလူးစုတောင်းတဲ့ဆူတဲ့အတွက်ကြောင့်လည်းပဲသူတို့ရဲ့အတိုင်းဝိုင်းတွေကကြောက်ရွံ့နေကြတယ်ပေါ့။ဒါတွေအလုံးကကျွန်တော်တို့ဒီတိုင်းကြီးလို့မရဘူး။တရားမျှတစွာနဲ့ပဲလိုပေးတင်ကြတယ်။ဆိုတော့ဘသူကမှသူတို့ရဲ့ဘာသာကိုကျင့်သုံးတဲ့အတွက်နင်းပါးနှိမ့်ဆက်တာမျိုးမဖြစ်တင်ဘူးဆိုမှသူပြောထားပါတယ်။ဒါတော့မကဘူးသူကကျမတို့ဟာချင်းချင်းလေးစားဖို့ရအတွက် ယုံကြည်ချက်ကအတူတူရှိဖို့ရတယ်မလူပါဘူးဟမ်ခုမင်းတို့ယုံကြည်ချက်ငါတို့ယုံကြည်ချက်စုပြီးမှခွဲခြားစရာလည်းမလိုပါဘူးအားလုံးကယုံကြည်ချက်ကမတူမတူငင်တော်မှတငီတညုတ်တဲ့နဲ့အချင်းချင်းချစ်ခင်လေးစားဖို့လိုအပ်ပါလားဆိုမှသူကပြောထားပါတယ်ပြီးတော့အခုလိုမျိုးပြောသွားတာကလည်းသူကလောဘဘက်ဘက်ယူတာမဟုတ်ဘူးကျွန်တော်ကခရီးယာစုပြီးမှခရီးယာဖက်ကိုနော် taking side ယူတာမျိုးမဟုတ်ဘူးဒါကမတရားမှုကိုရင်ဆိုင်ပြီးယက်တီချင်းပါဆိုမှသူပြောနေတယ် ဘသူမစူဘင်းရမှာပဲဖြစ်ဖြစ်သူတို့ရဲ့ယုံကြည်ချက်ကြောင့်နင်ပန်နဲ့ဆက်ခံရတယ်ဆိုတော့ဒါကကျွန်မခယူဆက်ရမှာပါကျွန်မကပြောရမှာပါဆိုမှသူကပြောနေတယ်အဲ့လိုမျိုးပြောရတာဆိုတာကနော်ဟိုကျွန်တော်ကဟိုလိုမျိုးဖြစ်လို့ဒီလိုမျိုးဖြစ်လို့ဆိုပြီးမှဘတ်လိုက်တာမဟုတ်ဘူးဆိုပြီးမှတော့နီကီမနတ်ကတော့ UN မှာပြောထားပါတယ်ဆိုတော့အခြေခံအပြစ်ပြောရမယ်ဆိုတော့နိုင်ဂျီးရီးယားနိုင်ငံမှာခရီးရန်တွေကိုနေ့စီနေ့အမြတ်တပ်ဖြတ်ပြီးမှနင်ပန်နဲ့ဆက်ခံရတဲ့အကြုံတွေရတယ် ဒါကနိုင်ဂျီးရီးယားအစူရကလည်းအပေါ်တင်ချင်းငင်းတယ်ငင်းပြီးမှလိန်တယ်ပေါ့ဗျာအာဒါမဟုတ်ပါဘူးဆိုမှပြောနေကြတယ်ဒါမဲ့နိုဝင်ဘာ19ရက်နေ့ကပဲမြင်းလုံးမရတဲ့တက်တယ်ထုတ်ထားချီတခုထွက်လာပါတယ်အဲ့ဒါကတော့ပြားချောင်းဝက်ပြုတ်ဂူးကွေနေတဲ့အစင်ကြီးမှာမွတ်စလင်တွေကဝင်လာပြီးမှတနတ်တွေဖောက်ပြီးမှဒီပြားချောင်းဂူးကွေတဲ့လူတွေအယောက်35ကျော်36ကျော်ကိုဖမ်းပလိုက်တာအဲ့ဒါမှာပြားချောင်းမှာလူနှစ်ယောက်ကိုချက်ချင်းတပ်ဖြတ်ပလိုက်တာသူတို့ရဲ့ တေဆောင်လာတဲ့ပတ်စံအိတ်တွေတော့ပိုင်ပိုင်ဆိုင်မှုတွေကိုလေကိုလုံးတင်းယူသွားတာပေါ့နော်ဆိုတော့ဒီကိစ္စကတော်တော်လေးတဖြည်းဖြည်းနဲ့ကြီးထွားလာတဲ့ပြဿနာတွေဖြစ်လာတယ်အဲ့ဒါအကြောင်းလေ UNT နီကီမနာ့ကဘာစုရောကလည်းပြောလာတယ် Trump ကလည်းပြောလာတယ်ဆိုတော့ Donald Trump ကဒီကိစ္စနဲ့ပတ်သက်ပြီးမှဘာလို့ဆက်လို့သွားမှာလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့ပဲလိုအပ်ပါတယ်သူတို့က Nigeria စုရကို warning ပေးပြီးပြီခင်ဗျားတို့ Nigeria နိုင်ငံမှာခရီးရန်တွေကိုနေ့စဉ်နဲ့အများတပ်ဖြတ်ခံခဲ့ရတာ နိုင်ဂျီးရီးယားဆူရကနာကိုမကင်တွေ့ဘူးဖြစ်ရှင်မှုဆိုတော့ US အနေနဲ့နိုင်ဂျီးရီးယားကုန်ရထပ်ပတ်နဲ့မန္တမအကုန်လုံးကိုဖျက်ပလိုက်မယ်။ဒါတော့မကဘူးကျွန်တော်လူအရင်တော့စစ်ရေးအရလာပြီးမှဒီမွတ်စလင် extreme muslim တွေကိုကျွန်တော်တို့ကအနေနေမယ်ဆိုမှထောက်ကပြောထားပါတယ်ပေါ့တော့။ဆိုတော့နိုင်ဂျီးရီးယားမှာ2009ရနေပေါ့တော့အခုမှခရီးယန်တွေကိုတင်းနဲ့ချီပြီးမှအသက်ဖြတ်ခံခဲ့ရတယ်။အဲ့ဒီနံပါတ်တွေကိုတွက်ကြည့်မယ်ဆို တော့နေ့တိုင်းနေ့တိုင်းမှာပေါ့နော်နေ့တိုင်းနေ့တိုင်းမှာအသက်ပြတ်ခံခဲ့ရတယ်ကျေးဇူးကြည့်2009ကလည်းအခုဆိုတော့တချို့လူတွေက၄တင်း၅တင်းလောက်တက်ခံရတယ်လို့ပြောကြတယ် new sources ကမတူကြဘူးပေါ့နော်ဘလို့ပဲဖြစ်ဖြစ်2009ကလည်း2025ကြားထဲမှာနိုင်ဂျီးရီးယားမှာခရီးရန်တွေကိုတင်းနဲ့ချီပြီးမှအသက်ခံခဲ့ရတယ်ဆိုတော့တက်တည်ထောက်ထားလို့ရှိတယ်ဒါငင်းလို့မရဘူးဖြစ်နေတယ်ပေါ့နော် alright ဒါကအာ အနိကိမနတ်ကတည်းကပြောတဲ့အီမီနမ်မမိုက်တာအီမီနမ်ကဘာအခုကတိုက်ပြိုတက်တာမပြိုတက်တာနဲ့ပေါ်တာဘာမှမဆိုင်ဘူးခရီးယန်တွေရဲ့ issue ကိုသူတို့ကပြောတာအီမီနမ်ကဘာအီမီနမ် oh my god အီမီနမ်ကမပြောချင်လို့မပြောတာလေအီမီနမ်ကသူ့ဘာသာသူနေတာလေဒါမဲ့နိကိမနတ်ဆိုဒီခရီးယန်တွေအကြောင်းကိုပြထပြီးပြောလာတာ do you understand that come on ဆိုတော့ပြင်းပြပြတဲ့အခြေအနေတိပြပေးပါဦး all right okay ဒီလောက်နဲ့ဘက်ကျွန်တော်တို့ရဲ့အာ podcast ကိုဆိုတဲ့ပြရစီအနေလေးပိုင်းတော့မှာပဲတခြားကမ္ဘာသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြည့်အောင်ပါတရုတ်နဲ့ US ဂျာကပြည်သူတွေကလည်းများကြီးတင်ဆက်ဆရာရှိသေးတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုတပိုးကြတယ်ဆိုတော့ YouTube မှာ subscribe လုပ် page အပြင်အားပေးလို့ရပါတယ် Thank you so much for watching beautiful people I love you